ဂျပန်ရောက်ဒီမှာအတိုင်းဝိုင်းနေမှာအေးကိုက်တဲ့သူတွေဖိတ်ချက်တွေကိုကြည့်ရတယ်။အားလုံးပဲမင်္ဂလာပါ။ GV ညကတော့နိုင်ငံချမ်းမှာရောက်နေတဲ့မြန်မာတွေမြန်မာပြည်မှာကျင်းနေတဲ့မိဘတွေအထူးချင်းတင်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ဂျပန်ရောက်မြန်မာအတိုင်းဝိုင်းထဲမှာအေကိုက်တဲ့သူတွေ HMB ပိုးရှိတဲ့သူတွေအများကြီးတွေ့နေရပါပြီ မိဘတွေကိုသားမိကိုဂျပန်နိုင်ငံပို့မယ်ဆိုလို့ရှိရင်တေချာပေါက်ကယူဆိုင်ကြပါလက်ရှိမှာလည်းဒါနဲ့ပတ်သက်ပြီးအရန်ဟော့နေတဲ့သတင်းနှစ်ပုဒ်ရှိတယ်ဗီဒီယိုလေးကလည်းအရန်မရှိတာမို့လို့အဆုံးထိဆက်ကြည့်ပြီးတော့ကျွန်တော်အနေနဲ့ပြပြချင်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဝင်းဂျပန်ကဝင်းမဲ့ဖြစ်ပါတယ်လက်ရှိဂျပန်နိုင်ငံမှာတရားဝင်ဟော့ဗီဇာနဲ့လုံလောက်ကန်နေတဲ့လူငယ်တယောက်ဖြစ်ပါတယ်ခင်ဗျာဆိုတော့လက်ရှိဟော့နေတဲ့သတင်းကနှစ်ပုဒ်ရှိတယ်ဂျပန်ရောက်မြန်မာတွေကြားထဲမှာပေါ့နော်ဆိုတော့ပထမတစ်ပုဒ်ကဘာလဲဆိုတော့မြန်မာမိန်းကလေးဂျပန်ကိုရောက်လာတယ်ចောင်းသားဗီဇာနဲ့ရောက်လာတယ်သူ့မှာဒီယောဂပိုးကြီးရှီမန်တီတီရဲ့နဲ့တခြားကောင်လေးနဲ့အပျော်တွဲတယ် ျော်တွဲပြီးတော့ဘာညာဘာညာဖြစ်တယ်ဖြစ်ပြီးတော့သူ့တွဲလိုက်တဲ့ကောင်လေးတွေကလည်းသူ့နဲ့အပျော်ပဲတွဲတယ်ပြီးတော့တခြားကောင်မလေးနဲ့ပတ်တွဲတယ်ဘာဘာညာဘာညာဖြစ်တယ်အဲ့တော့ဒီလိုမျိုးဖြစ်တဲ့ဇလန်းတွေကပို့ပို့ပြီးတော့များလာပြီးတော့ဒီယောဂပိုးကြီးကပို့ပြီးတော့ပြန်လာတယ်ဆိုတော့ဒါဖြစ်စဉ်တစ်ခုနောက်တစ်ခုကဘာလဲဆိုတော့ကောင်မလေးတယောက်ဂျပန်နိုင်ငံကိုအခုမှရောက်ခါစားလာတော့မသိဘူးသူ့ကိုကူညီပေးနေတဲ့အမတယောက်ကိုတိုင်း Facebook မှာတင်လာတာကျွန်တော်ရန်တမ်းပြီးရွှေ့နေတာမဟုတ်ဘူး ဆိုတော့အဲ့တော့ဒီအမားရဲ့ပြန်ပြောပြချက်အရာသူကဒီကောင်မလေးကမြန်မာနိုင်ငံကနေဂျပန်နိုင်ငံကိုလာစဉ်အခါတုန်းကစစ်စစ်ရတယ်ဗျာစစ်စစ်တဲ့အခါမှာသူကဘာယောဂဘုံမှာမရှိဘူးသို့တော့ဂျပန်နိုင်ငံမှာအလုံးလုံးနေရင်လည်းနေမကောင်းဖြစ်တော့စေကန်းသွားပြရင်လည်းစစ်စစ်တော့မှသူ့မှာ HIV ပို positive ရှိနေမှန်းကိုသိရတယ်ဆိုသူ့ကိုတေးချာချာမေးကြည့်တော့မှသူကဂျပန်ရောက်တဲ့အခါမှာရီးစားထားတယ်ဒီလိုပဲဘာညာဘာညာရှိရေပေါ့ဆိုပြီးတော့သူကဝန်ခံတယ်ဝန်ခံတဲ့အခါမှာကျွန်တော်တို့ဒီဟာကိုကြည့်ခြင်းအဖြစ်များဒီဖြစ်စဉ်တစ်ခုလုံးကိုကြည့်ခြင်းအဖြစ် ဒီယောဂါတွေပါလာတဲ့သူတွေကိုကျွန်တော်တို့ကဂျိုတွေနဲ့တွေ့ပြီးမြင်ရတာမဟုတ်ဘူးဆိုတော့ဘသူကမှမယုံကြည်တာပိုကောင်းတယ်ဆိုတော့နောက်တစ်ခုကမိဘအနေနဲ့သတိထားမှာကိုသားမိကဂျပန်နိုင်ငံကိုရောက်သွားပြီဆိုလို့ရှိရင်မိဘအုပ်ထိန်းမှုအောက်ကလွတ်မြောက်သွားတဲ့အတွက်တချို့လူငယ်တွေကအလမ်းမအရန်ရောက်ကြတယ်ဖြစ်ချင်တာတွေဖြစ်ကြတယ်ဒါကြောင့်မို့လို့တေချာလေးပို့ပြီးတော့ဒီစုံမပြီးတော့ပေါ့နော်ပို့ပြီးတော့သတိပေးနိုင်လေလေပိုကောင်းလေလို့ကျွန်တော်အနေနဲ့လည်းမြင်တယ်ဆိုတော့ဒီယောဂါပိုးကြီးရှိနေလို့မင်းရကွာလိုက်ပြီးဒီယောဂါပိုးရှိတဲ့သူတွေကိုနှိမ်နေရလားဆိုရင်ကျွန်တော်မှအဲ့လိုစိတ်ကူးစိတ်တန်လုံးဝမရှိပါဘူးခင်ဗျာဒီယောဂါပိုးဖြစ်သွားတဲ့ ဲ့သူတွေကစေးတောက်ပြီးတော့လူတက်တန်းစီနေနိုင်တဲ့ဆိုတော်ညာလဲပဲဒီလိုပြောလို့ရတယ်ဆိုတော်ညာလဲပဲအဲ့စေးတွေကတစ်သလုံးဆွဲတောက်အောင်ပါဗျဒီယောဂဘိုးတွေကလည်းလုံးဝပျောက်ကင်းနေဆိုတာမရှိဘူးတည်တဲ့အထိဒီယောဂဘိုးတွေကပါသွားမှာဆိုတော့တချို့သူတွေရှိရဟာမင်းကွာအပိုတွေလျှောက်ပြောနေတယ်ဒီယောဂပိုးတွေကအေးဆေးဆေးပဲစေးတောက်ရင်ဒီတိုင်းပဲနေဝါလို့ရတယ်လူကောင်းတိုင်းပဲဆိုပြီးပြောလို့ရတယ်အဲ့လိုအဲ့လိုပြောတဲ့သူတွေကိုကျွန်တော်ကပြန်မေးမယ်ဒီပိုးကိုအကူခံပြီးတော့ဒီစေးကိုတစ်သလုံးတောက်နိုင်လားဆိုလို့ရှိရင်ဘယ်သူမှမတောက်ချင်ဘူးဆိုတော့ တချို့သူတွေကအားချောင်းနေရပဲအလွယ်လန်းလိုက်နေရပဲရှိတယ်တချို့သူတွေကလူကိုကြောက်တဲ့တွန်းကြနေရပဲတွန်းချနေကြတာပဲရှိတယ်တကယ်တကယ်ကြတော့ကိုကိုရိုင်းအဖြစ်ခံနေတာဆိုရင်ဘယ်သူမှအဖြစ်မခံနိုင်ကြဘူးအဲ့လိုမျိုးပဲဒီလိုစကားတွေကိုနားယောင်ပြီးလူငယ်တွေကအပျော်လန်းကိုအလွယ်လိုက်မိတဲ့အခါမှာကျွန်တော်မဖြစ်တင်တာတွေဖြစ်လာတယ်ဆိုတော့ငွေချဖို့အတွက်ဂျပန်နိုင်ငံကိုရောက်လာတယ်အဲကိုဘွားတလန်အတွက်ဂျပန်နိုင်ငံကိုရောက်လာတယ်ပညာသင်ဖို့ရောက်လာတယ်ဒီယောဂါကြီးဖြစ်သွားတယ် ဟိုအာယုံနောက်ရတယ်ဗျာအနည်းဆုံးတော့စေးတွေအမြဲတမ်းတောင့်နေရတယ်အဲ့တော့ဒီစေးတွေကလူတိုင်းနဲ့တည့်ရလို့လည်းမဟုတ်ဘူးဗျာဒါဆိုဆိုပါဆိုမိတ်ဆွေမှာအရန်ကိုပြင်းထန်တဲ့နှလုံးယောဂအခမ်းရှိမယ်ကြောက်ကက်ယောဂအခမ်းရှိမယ်ဆိုလို့ရှိရင်လည်းဒီစေးတွေနဲ့မတည့်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ကြမှာလို့ဆိုတော့ကျွန်တော်ပြောချင်တာကဒါလူငယ်အချင်းချင်းမို့လို့ကျွန်တော်တို့ကတော့ဒီကိစ္စတွေစိတ်မဝင်စားဘူးဆိုပေမဲ့လေဒီလိုမျိုး အရင်ကဥမာစိတ်ဝင်စားတဲ့လူတွေဒီလိုမျိုးမှားသွားတယ်ဆိုလို့ရှိရင်လေဗျာမှားမယ်ဆိုတာကြိုတိနေလေဆိုလို့ရှိရင်လေကျွန်တော်တို့ကကာဝဲတဲ့စိတ်တွေအများကြီးရှိတယ်ကြိုတောက်လို့ရတဲ့စိတ်တွေရှိတယ်ဒီလိုမျိုးမဖြစ်တင်တာဖြစ်သွားတဲ့အခါမှာ82နှစ်အရွယ်တွင်မှာတောက်လို့ရတဲ့စိတ်တွေလည်းအများကြီးရှိတယ်အကာအွယ်လည်းတုံးလို့ရတယ်ပြောချင်တာအဲ့တော့ဒီလိုလမ်းတွေအများကြီးရှိနေပါရဲ့နဲ့ကိုယ့်ရဲ့တည်တင်ကစိတ်ဆန္ဒကိုအလိုလိုက်မိပြီးတော့ဒီယောဂပိုးကြီးကိုကိုယ့်ဘဝတက်လမ်းနဲ့တသက်လုံးလဲမလားဆိုလို့ရှိရင်တော့ကျွန်တော်ကကျွန်တော်ဆိုလို့ရှိရင်တော့ဗျာအယမ်းကြောက်တယ်ဒါမျိုး ဟုတ်ပါတယ်ဂျီကိုပြောရတာကတော့အရင်ပဲမှန်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့မိဘတွေဟာကိုသားသမီးတွေနန်းချားမှာရောက်သွားတဲ့အခါမှာအရင်ပဲဂုဏ်ယူတက်လက်ရှိပါတယ်ဒီလိုမျိုးမဟုတ်ပင်တဲ့ကိုသားသမီးတွေနဲ့စကားပြောတဲ့အခါမှာကိုသားသမီးတွေဘယ်လိုမျိုးနေထိုင်ရအောင်လဲဘယ်လိုမျိုးကြိုးစားရအောင်လဲဆိုတဲ့အရာကအမြဲတမ်းကျွန်တော်တို့ကတတ်သွန်းတတ်ဖို့ရန်လိုအပ်ပါတယ်တတိပေးဖို့ရန်လိုအပ်ပါတယ်နောက်ပြီးမှနန်းချားမှာရောက်နေတဲ့မြန်မာနိုင်ငံသားအားလုံးတွေနဲ့ ိုကဘယ်လိုမျိုးကျင့်ဆောင်နေထိုင်တတ်ရမလဲဆိုတဲ့အရာတွေအမြဲတမ်းသိထားပြီးမှနေထိုင်တတ်ဖို့ရလိုအပ်ပါတယ်အဲ့တော့မိဘတွေလည်းကျွန်တော်နဲ့နီးတူကြောက်မယ်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့ကျွန်တော်ပြန်လဲဝေမျှခြင်းဖြစ်ပါတယ်ဒီလိုကူးစက်ခံရတဲ့သူတွေကိုကျွန်တော်နှိမ့်ချတာတခုမှမရှိပါဘူးခင်ဗျာဆိုတော့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ အကျိုးတစုံတရာရရှိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဝမ်းသာမိပါတယ်ဆိုတော့အားလုံးပဲယောဂဘေးပရာတွေကဝဲကွာပြီးတော့ဂျပန်နိုင်ငံမှာပတ်စံနေရှာပညာတွေအများကြီးရှာနိုင်ပါစေလို့ကျွန်တော်ကိုပြောထားတဲ့ video ကတော့ဂျပန်ရောက်မြန်မာတွေအတွက်ပဲမဟုတ်ပဲနဲ့တခြားကိုရီးယားမလေးရှားတရုတ်တခြားနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအတွက်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကတတိနဲ့နေတတ်ဖို့ရန်လိုအပ်တယ်ဆိုတဲ့အရာကိုဒီ video အဖြစ်ပြောပြသွားခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်နောက် video မှာပြန်ဆုံကြရအောင်